ိုင်းမြန်မာနေဆက်မှာဒုက္ခသည်စခန်း၉ခုရှိပြီးပထမဦးဆုံးအနေနဲ့အကြီးဆုံးဒုက္ခသည်စခန်းဖြစ်တဲ့မေလဒုက္ခသည်စခန်းကဒုက္ခသည်အချို့ကို အလုလုဖို့စတင်ခေါ်ယူနေတာလည်းဖြစ်ပါတယ်။စိုက်ပျိုးရေးချံအသီးသီးနဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာလုပ်ငန်းခွင်ဝင်မှုမေလဒုက္ခသည်စခန်းကစုစုပေါင်း145ရောက်ဟာအောက်တိုဘာ22ရက်နေ့ကစတင်ထွက်ခွာသွားခဲ့တာလည်းဖြစ်ပါတယ်။ ဒုက္ခသည်စခန်း၉ခုထဲကကယင်းဤဒုက္ခသည်စခန်း၂ခုကတော့ဒုက္ခသည်၅ရောက်ပဲတွားရောက်လောက်ကံရသေးတာလို့စခန်းတာဝန်ရှိသူတွေကဆိုပါတယ်။ဒါအပြင်ကယင်းဤဒုက္ခသည်စခန်း၂ခုမှာအလုံးလုံးနိုင်တဲ့လူဦးရေက2000ကျော်ရှိပြီး အလုံးလုံးဖို့ကမ်းလှမ်းလို့ပြင်ဆင်နေကြတဲ့သူဟာ40နီးပါးလောက်ပဲရှိသေးတာမို့အလုတ်ထပ်ပြီးကမ်းလှမ်းလာဖို့ကိုလည်းစခန်းတွင်နေထိုင်ကြတဲ့ဒုက္ခသည်တွေကလူလာနေကြပါဗျ။ ီကလုပ်ငန်းရှင်တွေပေါ့နော်လုပ်ငန်းရှင်တွေအများများလာကော်ပြီးပိုလဲလိုအပ်တယ်လို့မျိုးကျွန်တော်တို့စီဘက်ကလည်းဒီချက်ပို့ပြီးတော့ကိုယ်ခြေတော့ကိုရတည်နိုင်ဖို့အတွက်အဲ့လိုလုပ်ဖို့လဲကျွန်တော်တို့ထားရုံးဖို့လဲလိုအပ်တာပေါ့နော်ဆိုကီနီဒုက္ခသည်စခန်းမှာနေထိုင်တဲ့ဦးကောင်းထက်ကတော့အသက်52နှစ်အရွယ်ရှိသူဖြစ်ပြီးမိသားစုဝင်6ယောက်ရှိသူလည်းဖြစ်ပါတယ်။စခန်းတွင်ကိုဘန်ကောက်က အလုပ်အတွက်အသက်18ကနေ55နှစ်အထိခေါ်ပေမဲ့ အလုတ်လုတ်ဖို့ရွေးချယ်သွားတာက10ယောက်ကျော်သားဖြစ်ပြီးသူကတော့အရွေးချယ်မခံခဲ့ရပါဘူးအခု6နှစ်တဲ့လူထက်မှသူတတ်မှတ်ထားတဲ့ဥမာအသက်16နှစ်နဲ့55နှစ်ထိဆိုတဲ့နေရာမှာသူအသက်ကြီးပိုင်းမှာလည်းလုံနိုင်တဲ့လူတွေလည်းလုံနိုင်ကြပါတယ်အခုသူ့ရဲ့မိသားစုဖူလုံဖို့အတွက်ကိုတို့လည်းဟိုတစ်ဖက်တစ်လမ်းနဲ့တို့ကအဲလုံချင်ကြတဲ့လူရှိတယ်လို့တချို့ကြတော့လည်းတကယ်လည်းလုံနိုင်သေးတဲ့လူလည်းအများကြီးရှိတယ် ဒါပေမဲ့အခုခေါ်တာလူအဲလူငယ်ပိုင်းလောက်ပဲခေါ်ရက်ထိုင်းမြန်မာနေဆက်ကဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့အုံဖြန်စခန်းမှာနှစ်40နီးပါးနေထိုင်ခဲ့တဲ့အသက်46နှစ်အရွယ်မူစတာဖာကတော့သူ့အပါဝင်မိသားစုဝင်၈ယောက်ရှိပြီး သူကကြံစိုက်ခင်းမှာအလုပ်လုပ်ကင်မှုပြင်ဆင်နေသူပါ အလုပ်လုပ်ကင်ဝင်ရမယ်ဆိုရင် အခက်ခဲတွေအဆင်ပြေသွားမှာလို့လည်းသူကဆိုပါတယ် တိချဲစားဖို့တောက်ဖို့ပေါ့နော်ဆရာမတိချဲတော့အစားတောက်မှာမိသားစုမှာအားလုံးကလောလောမှုရှိမယ်နေချဲကြမကြီးဘိုင်းဆိုင်ရမှာအဲ့ဒါကိုလည်းလောလောရမယ်နောက်သုံးချဲကလေးတွေပညာသင်ဖို့ဆရာမအကြောင်းတွေတဲ့မယ်တချို့ကအကြောင်းကလည်းဟုတ်လားဆရာမပြဿနာတွေကုန်တယ်ဆရာမနောက်တော့ရေရေအားမှာခက်ခဲရှိတယ်ဆရာမနော်အားလုံးကအခက်အခဲနဲ့ပဲစုံနေရတယ်အခုအလုပ်လုပ်ရတော့ကျွန်တော်တို့လည်းဒီတိရ16တိ ဟုတ်လားကျွန်တော်တို့ဝမ်းသာတယ်ဆရာမပီပီတွေဖြစ်နေတယ်ဒါပဲဆရာမမူစတာဖာဟာသူအလုတ်လောက်ကြိုင်မဲဆိုရင်တော့မိသားစုဝင်တွေရဲ့ကုန်ကြစီအတွက်60ရာခိုင်နှုန်းလောက်ပဲလုံလောက်နိုင်မယ်လို့လည်းသူကဆိုပါတယ်။ဘာပဲဖြစ်ဖြစ်အကူအညီတွေဖြတ်တောက်ခံထားရတဲ့အခုလိုအချိန်မှာ အလုတ်လောက်ခွင့်ရတဲ့အတွက်သူကဝမ်းသာနေပြီးသူ့ရဲ့ကလေးငယ်တွေရဲ့ပညာရေးအတွက်အများကြီးမျှော်လင့်နေပြီလို့လည်းသူကဆိုပါတယ်။ အုံဖြန်စကန်ကောမဒီဒုတိယဥက္ကဋ္ဌစောနီတိုကတော့လက်ရှိအချိန်မှာအုံဖြန်စကန်ကဒုက္ခသည်တွေကတရားမှ အလုထွက်မလုရသေးဘဲကြံဆိုင်ခင်းမှလုပ်ဖို့စကန်တွင်ကအယောက်40ကျော်စည်ရင်တင်ထားပြီးပြီလို့ဆိုပါတယ်။ခုနှစ်ရက်အတွင်းစာရက်စာရန် ပြင်ဆင်ပြီးကျမ်းမာရေးစစ်ပြီးရင်တော့ဒီလာတဲ့အလုသွားလုပ်ရမယ်ထင်တယ်လို့လည်းဆိုပါတယ်။အလုလုကန် ထွက်ခွေရရမယ်ဆိုတော့သခန်းသူသခန်းသားတွေအဲ့လိုထွက်ခွေရရင်ကျွန်တော်တို့ကတော့ယေဇူးဟိုဝမ်းတာတယ်လေနော်ဘာလို့ဆိုတော့လာမယ့်ရှေ့နာကမှာပပူမှုကဘယ်လိုအနေထားရှိမလဲဆိုတာလည်းမသိကြဘူးလေအဲ့ဒါကြောင့်မလို့ဒီသခန်းသူသခန်းသားတွေအပြင်အလုပ်ထွက်ခွင့်ရတယ်ဆိုရင်နံပါတ်၁ကတော့ခုနစာဝုန်ရေးတစ်ခုတော့ပြဿနာတစ်ခုတော့ဖြေရှင်းနိုင်တယ်လေနော် နောက်ထပ်တစ်ခုကတော့ကုနာဘောစခန်းလူစခန်းသားတွေလက်ပြီးမှလှုပ်ထွက်လှုပ်လို့ဒီနေ့နေ့တချေချေအဲ့မှာပို့ပြီးတော့အဆင်ပြေလာတဲ့တဖြည်းဖြည်းချင်းအဆင်ပြေလာရင်တော့သူတို့ဘဝတွေလည်းဟိုတိုးတက်ပြောင်းလဲနိုင်တဲ့အနေအထားဖြစ်လာမယ်ဆိုတာကျွန်တော်တို့လည်းမျှော်လင့်နေလေနော် ထိုင်းမြန်မာနေဆက်ကနှစ်ရှည်ဒုက္ခဒယ်ရီဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့နိုင်ငံတကာကူညီထောက်ပံ့ရေးအစီအစဉ်တွေရပ်ဆိုင်းလိုက်တာကြောင့်ဒုက္ခဒယ်ရီအတွက် စားနပ်ရိက္ခာနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေရပ်ဆိုင်းသွားခဲ့ရတာပါဒီလိုရပ်ဆိုင်းသွားခဲ့တာကြောင့်အပြင်ထွက်ခွင့်မရှိတဲ့ဒုက္ခသည်တွေဟာထိုင်းနိုင်ငံအနေနဲ့ဒုက္ခသည် စခန်းကနေအပြင်ထွက်ပြီးအလုပ်လုပ်ကင်ခွင့်ပေးဖို့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR တို့ကတိုက်တွန်းခဲ့ကြပါတယ်။ထိုင်းနိုင်ငံကလည်းနှစ်၄၀ကျော်အတွင်းပထမဆုံးအကြိမ်အဖြစ် မြန်မာဒုက္ခသည်တွေကိုတရားဝင် အလုံးလုံးခွင့်ပြုကြောင်းစက်တင်ဘာလ9ရက်နေ့ကထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်ကျမမြတ်သစင်ပါရှင်